အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမှာကတော့ကျမတို့ခနာကိုရဲ့စက်ယုံကြီးလို့တင်စားရတဲ့အတန်းနဲ့ပတ်သက်တဲ့အရေးကြီးချမ်းမရေဘဟုတုတတခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အသည်၆ချင်း liver cirrhosis ဆိုတာကိုကြားဘူးကြမှာလားဒီယောဂဟာအသည်ရဲ့ကျန်းမာတဲ့ tissue တွေပျက်စီးပြီးအမာယု tissue တွေအစားထိုးလာတဲ့အခြေအနေတခုပါနောက်ဆုံးမှာတော့အသေးရဲ့လုံကန်းဆောင်တာတွေစိုးစိုးရွရွကျဆင်းလာစေနိုင်ပါတယ်နော် ကျမတို့အသေးကအစိအတောက်တွေဖယ်ရှားပြီးတာအစာချေဖြတ်ရမှာကုနေတာတကြားနဲ့အာဟာရဓာတ်တွေတိုးလောင်တာစတဲ့လုပ်ငန်းများစွာကိုတင်းနေတာလုံးလှုပ်ဆောင်ပေးနေတာပါဒီလိုအရေးပါတဲ့အသေးကိုထိခိုက်စေနိုင်တဲ့အကြောင်းရင်းတွေကတော့နှစ်ပေါင်းများစွာအရက်တောက်ထုံးခြင်းအသေးရောင်ယောဂစီထိန်ချုပ်မိရတဲ့စီကြိုယောဂအဝလွန်ယောဂစတာတွေပဲဖြစ်ပါလေရှင်အသေးချောက်ချင်းကိုစောစောစီးစီးတိရှိကုသနိုင်ဖို့အတွက်လက္ခဏာတွေကိုတည်ထားဖို့အရေးကြီးပါတယ် လစ်လူမရှုတဲ့အစောဆုံးလက္ခဏာ၅ခုကိုကြည့်လိုက်ရအောင်နော်၁အလွယ်တကူသွေးထွက်ခြင်းဒိုမဟုတ်ပုံပိဒဏ်ရာရခြင်းအသေးကသွေးခဲစေဖို့လိုအပ်တဲ့ပရိုတိန်းထက်ကိုထုတ်လို့ပေးတာပါ အသေးထိထိုင်ရင်ဒီပရိုတိန်းတွေမလုံလောက်တော့ပဲသွေးထွက်လွယ်တာအသားအရေပေါ်မှာညိုမယ်ပုံးပဲ့ရနဲ့အလွယ်တကူထိလာတာမျိုးကြုံလာရပါလိမ့်မယ်ရှင်နှစ်အရေပြားနဲ့မျက်လုံးအဝါရောင်ပြောင်းခြင်း ါကတော့အာလုံးတီးကြတဲ့အသားဝတာပါပဲအသေးပျက်စီးလို့တီးခြင်းရေပမာဏမထိန်နိုင်တော့တဲ့အခါအရေပြားနဲ့မျက်လုံးအဖြူသားတွေဟာတိတိတတ်တတ်အဝါရောင်ပြောင်းလာလာကိုမြင်ဟပါလိမ့်မယ်ရှင်၃ခြေထောက်ခြေဘွားခြေကျင်းဝက်ရောင်ရမ်းခြင်းခြေထောက်နဲ့လက်တွေဖောရောင်တာက albumin လို့ခေါ်တဲ့ protein တဲ့ရော့နေလာလာကြောင်ပါဒီ protein ကသွေးကြောတွေရဲ့အရည်တွေကိုထိန်းပေးတဲ့အတွက်သူ့နဲသွားတဲ့အခါအရည်တွေကခြေထောက် tissue တွေထဲကိုစိမ့်ထွက်လာပြီးရောင်ညန်းစေတာပါရှင်လေးဝမ်းပိုက်မှာအရည်တွေစုပြုံလာခြင်းဒီအခြေအနေကိုရေဖင်းဆွဲတာလို့လည်းခေါ်ရဲနာတာချင်းအသေးယောဂမှာအသေးပြက်စီမှုကြောင့်ဝမ်းပိုက်ထဲမှာအရည်တွေစုပြုံလာပြီးဝမ်းပိုက်ဟာဖောင်ကားတင်းမှနေတာမျိုးဖြစ်လာစေပါတယ်ရှင် ငါကိုအလေးချင်းကြက်စင်းချင်းအစားတော့မလျှော့ပဲလေးကြံကမလုပ်ပဲနဲ့ရုတ်တရက်ကိုအလေးချင်းတိတိတတ်တာကြက်သွားလာမျိုးကိုတတိမမိခင်ဒါဟာအသေးချောက်ချင်းရဲ့အစောပိုင်းလက္ခဏာဖြစ်နိုင်တာမို့တတိထားဖို့လိုအပ်ပါရဲ့ရှင်ဒီလက္ခဏာ၅ခုတွေကတစ်ခုခုကိုတင်ကိုရိုင်းဓမ္မမဟုတ်တင်ပတ်ဝင်းချင်းကလူတွေခံစားနေရပြီဆိုရင်ဘယ်လို့မှလစ်လို့မရှူတင်ပါဘူးအချိန်မီစရာဝတ်နဲ့ပြတတ်ပြီးမှန်ကန်တဲ့စမ်းစစ် ကုသမှုခံယူဖို့အရေးကြီးဆုံးပဲဖြစ်ပါလိမ့်ရှင် အသေးကျမ်းမဟုဆိုရင်အရက်ရှောင်တာအသေးရောင်ကခွေစည်းထိုးတာနဲ့ကျမ်းမာတဲ့ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲကျင့်သုံးဖို့အကြံပြုပါစေရှင်။နောက်တစ်ကျမ်းမဤဘဟုသူဓာတ်တွေအတွက်ကျမတို့ရဲ့ page ကို like and share လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးပဲကျမ်းမာပြည့်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။